။အဲလီတရုတ်ဆောင်နေဆန်းကဘန်ကောက်ကဆေးရုံတစ်ခုမှာမျက်နှာတစ်ခုလုံးခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ကိုရီးယားမှာမျက်နှာတစ်ခုလုံးသွားခွဲစိတ်ဖို့ကနေဆန်းရဲ့အိမ်မက်တစ်ခုပါတဲ့။ဒါပေမဲ့အခုတော့ဘန်ကောက်မြို့ရဲ့တအက်ဆေးရုံမှာ ခွဲစိတ်မှုပြုလုပ်နေပါပြီ။ဒီစီယုံကထိုင်းကနမိတ်ကြီးသူတွေတတော်များများခွဲစိတ်မှုပြုလုပ်နေတဲ့စီယုံဖြစ်ပြီးခွဲစိတ်ပြီးသူတိုင်း၁၀နှစ်လောက်ပြန်ငယ်သွားတယ်လို့အယံဟောနေတဲ့နေရာဖြစ်ပါတယ် ငကူရောက်လည်းမပြပဲမျက်နှာကိုပုံငယ်သွားအောင်ခွဲစိတ်ပြီးပြင်ချင်းဖြစ်တယ်လို့သူ့ရဲ့ Facebook မှာ post တင်ထားပါဗျ။တရုတ်နိုင်ငံကနိုင်ငံဝန်ထမ်းယာရုနေရာတွေအတွက်အကြီးဆုံးအသက်အရွယ်ကို35နှစ်ကနေ38နှစ်လို့တော့မြင့်ပေးလိုက်ပါဗျ။အဲ့ဒီလှုပ်ဆောင်ချက်ကတက်ကြီးလှုပ်သားတွေကိုလှုပ်သားအင်အားမှကြာရှည်ထားရှိဖို့နဲ့လှုပ်သားအင်အားကြာစင်မှုကိုမြှင့်တင်မှုရည်ရွယ်ပါတယ်။ ရွှေဆိုင်တွေအားလုံးပေါင်းချတဲ့မျိုးလေးဖြစ်တာအယောင်းဝယ်ပြုလုပ်ရတော့မှာဖြစ်ပါတယ်။အသုံးပြုရမယ့်ပေါင်းချကတော့တရားစာသားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကရောင်းချပေးမယ့်ပေါင်းချဖြစ်ပါတယ်။တပ်မတ်ရင်းညွှန်းစည်းအတိုင်းရောင်းချရမှာဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းကရွှေဈေးကိုထိန်းချုပ်နိုင်မှုဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလာမယ့်ဆောင်းလင်းနိုင် ဆိုဆိုအေးမြတဲ့လာနီညာရာသီဥတုဖြစ်ပေါ်နိုင်ပြီးရန်ကုန်မှာပိုအေးနိုင်တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းထားပါတယ်။အစွန်းရောက်ရာသီဥတုအခြေအနေလာနီညာဖြစ်ပေါ်လျက်ရှိပြီးဒီကနေ့ကနေစတင်ပြီး2026ခုနှစ်ဖေဖော်ဝါရီလအထိဖြစ်ပေါ်နိုင်ပါတယ်။အသက်63နှစ်အရွယ်အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်သည်မေလမှာစီဂျိတ်ကင်ဆာရောဂါစတင်တွေ့ရှိခဲ့ပြီးနောက်ဓာတ်ရောင်ခြေကုထောင်းနဲ့ဟော်မုန်းကုသမှုခံယူနေရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကလောမြို့ရဲ့အကျိန်း20မြောက်ရိုးရမီလျှောတိုင်နဲ့မီးကြဆန်ထုံးညိပူဇော်ပွဲကိုလာမယ့်နိုဝင်ဘာ9ရက်မှာစတင်ကျင်းပမှာဖြစ်ပါတယ်။ကလောမြို့ပန်းချက်အနီးရှိ မြို့လူလူကွင်းမီးလျှောကွင်းအတွင်ကျင်းပမှာဖြစ်ပါတယ်။နိုဝင်ဘာ10ရက်နေ့အထိ6ရက်သာကျင်းပပြုလုပ်ပါမယ်။ ရပောင်း60မဲဆွဲစီယုံနိုင်ကြောင်း UEC ကကြေညာပါတယ်။မဲဆွဲကာလကတော့အောက်တိုဘာလ28ရက်နေ့မနက်6နာရီကနေဒီဇင်ဘာလ26ရက်နေ့ည12နာရီအထိဖြစ်ပါတယ်။အမေရိကန်နဲ့ဆက်လက်ဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကိုအဆုံးထိတိုက်ခိုက်သွားဖို့ပြင်ဆင်ထားတယ်လို့တရုတ်အစိုးရကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့အခွန်စီးကျက်မှုဆိုင်ရာချိန်ချောက်မှုတွေအပေါ်အလျှော့မပေးတဲ့ရည်တည်ချက်တွေကိုတရုတ်အစိုးရကထပ်မံတည်ပြုခဲ့ပါတယ်။ရှားပါမီရှားသတ္တူတွေတင်ပို့မှုအပေါ်တရုတ်ရဲ့ထိန်းချုပ်မှုကိုတုံ့ပြန်တဲ့အနေနဲ့လာမယ့်နိုဝင်ဘာတရက်ကစတင်ပြီးတရုတ်သွင်းကုန်အပေါ်နောက်ထပ်တရားရဂိုင်းသောအခွန်စီးကျက်မှုတွေလှုပ်ဆောင်မဲ့စီစဉ်ကိုဒေါ်နယ်ထရက်ကထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။